နေတိုးမဖွေဖွေအတွဲကိုအဲဒီ driver လေးကမတန်မရာရိုက်တယ်ပေါ့နော်မတန်ဘူးပေါ့မတန်ဘူးပေါ့နော်မထိုက်တန်ဘူးပေါ့အဲ့တဘောမျိုးလေးကိုပြောကြတာမျိုးလေးကိုကျွန်တော်အဲ့လို screen shot တွေ audio file တွေနားထောင်ရတာပေါ့နော်အဲ့ဒါလေအပြင်လောကကြီးမဟုတ်ဘဲနဲ့ဒီရုပ်ရှင်လောကတွေကပဲကိုရင်းမိချစ်ခင်ရတဲ့ကိုလေးစားရတဲ့သူတွေဖြစ်နေတာပေါ့နော်။ ကိုနေတို့မဖူးဖွေးအတွဲကိုရိုက်တာကဟိုရိုက်ခွင့်ရတာမထိုက်တန်တာမဟုတ်ဘဲနဲ့ထိုက်တန်ချောင်းကိုတက်တည်ပြပေးဖို့အတွက်ပဲအများကြီးစူးစမ်းဖို့ပဲဆုံးဖြတ်ချက်ထားရပါတယ် အာဒီမတက်မရဆိုတဲ့ဇာတ်လေးကဒါကျွန်တော်ဒီဇလန်းကိုတော့လွန်ခဲ့တဲ့3နှစ်ကျော်လောက်တည်းကဖန်တီးထားတဲ့ဇလန်းလေးဖြစ်ပါတယ်အဲ့တော့ဟိုကိုနီတိုမဖွေဖွေရဲလို့တိပြီးတော့ဖန်တီးထားတာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့မင်းသားမင်းသမီးအများကြီးအများကြီးအာစီစဉ်ပြီးတော့မှနောက်ဆုံးမှဒီမော်ရွှေရှင်ထုတ်လို့ရဲစီစဉ်မှုနဲ့အတူကိုနီတိုမဖွေဖွေအတွဲလေးဖြစ်သွားတယ်ပေါ့နော်ပြီးတော့ဒီကားမှာသူစစ်ချဟိုအားလုံးအချစ်တဲ့ဒါ အညီမင်းသမီးလေးပေါ့နော်အာဝင်းနေပြေထုံးကိုလည်းတရုတ်ဆောင်နေတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကိုချာလီမဒီကိုလည်းအထူးအဲ့တဲ့တရုတ်ဆောင်နေနဲ့တွေ့မြင်ရမှာပါပြီးတော့အနီခင်စာကြီးကျော်ကလည်းပါဝင်အားဖြည့်ထားပါတယ်အဲ့တော့ရင်ခုန်မှုတွေအပြည့်ပါပဲဟုတ် ိတ်လှုပ်ရှားတာပေါ့နော်ဟိုပုံမှန်ဆိုရင်ကဟိုဟိုကိုနေတိုးနဲ့မင်းသမီးအစ်တဲ့ဒါစုံတာဖြစ်နိုင်တယ်ပြီးတော့မဖွေးဖွေးနဲ့မင်းသားအစ်တဲ့စုံတာဖြစ်နိုင်တယ်ပေါ့ဒီကိုနေတိုးနဲ့မဖွေးဖွေးစုံဖို့ဆိုတာကြီးကဟိုမလွယ်ကူဘူးပေါ့နော်ခုခေတ်မှာဟိုဒါအဖက်ဖက် ကတွေးပြီးတော့စဉ်းစားမယ်ဆိုရင်မလွယ်ကူဘူးပေါ့ဒါပေမဲ့ဒီကားလေးမှာကျွန်တော်ချစ်ခင်ပြီးယုံကြည်ပြီးတော့ပါပေးကြရတယ်ဒီဇက်ကောင်လေးဒီဇက်လမ်းမှာအဲစီမျောပေးမယ်လို့ဆုံးဖြတ်ပေးကြတဲ့အတွက်လည်းအကုန်နဲ့မအောင်ဒီနေရာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့လေဟိုဟိုကျွန်တော် ကျွန်တော်ဘယ်လောက်ထိကိုနေတို့နဲ့မဖွေးဖွေးနဲ့ရိုက်ခွင့်ရဖို့စူးစမ်းခဲ့ရလဲဆိုရင်တော့ဒီကားရိုက်ဖို့အတွက်တော့ဟိုလိုဒီကားရိုက်ဖို့အတွက်တည်တံ့ကြီးပဲပြောလို့မရဘူးเนาะစူးစမ်းခဲ့ရဆိုတဘွာလုံးပဲပေါ့တဘွာလုံးအများကြီးစူးစမ်းခဲ့လို့လည်းအဲဒီလိုခွင့်အမျိုးကြီးရလာပေါ့နော်အဲ့လိုအဲ့လိုပြောလို့ရမှာပေါ့နော်အဲ့တော့တကယ်တမ်းဒီဒီကိုနေတို့မှာဖွေးဖွေးစုံစည်းဖို့ကြာတော့ထုတ်လုပ်ရေးဘက်ကနေစီစဉ်ပေးရပါတော့အဲ့တော့မော်ရိုရှင်ထုတ်လုပ်ရေးလေကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုတချို့ပြောကြရမျိုးလေးတောင်ရှိလာရပေါ့နော်ဒီ writer လေးနဲ့ ဒီစကားနဲ့မင်းလိုက်တယ်ဆိုတော့အပြောမျိုးတွေပေါ့နော်ဟုတ်သူတို့ပြောချင်းတဲ့ဘောကတော့ကိုနေတို့မဖွေးဖွေးအတွဲကိုအဲဒီ driver လေးကမတန်မရာရိုက်တယ်ပေါ့နော်မတန်ဘူးပေါ့မတန်ဘူးပေါ့နော်မထိုက်တန်ဘူးပေါ့အဲ့ဒီဘောမျိုးလေးကိုပြောချရမျိုးတွေကိုကျွန်တော်အဲ့လို screen shot တွေ audio file တွေနားထောင်ရတာပေါ့နော်အဲ့လိုနားပေါ့အဲ့ဒါလည်းအပြင်လောကကြီးမဟုတ်ဘဲနဲ့ဒီရုပ်ရှင်လောကတွေရပဲကိုရင်းမိချစ်ခင်ရတဲ့ကိုလေးစားတဲ့သူတွေဖြစ်နေတာပေါ့နော် အဲ့တော့ဟိုရုပ်တရက်ကတော့ surprise ဖြစ်သွားတာပေါ့နော်။အော်အဲ့လိုတွေးနေကြတာလားပေါ့နော်။အဲ့လိုတွေးအဲ့လိုတွေးစီသွားတာလားပေါ့။အာအဲ့တော့အစိမ်းနောက်ချက်ဖြစ်သွားရင်ဒီနေရာကပဲကျွန်တော်အားလုံးတောင်းပန်ပါတယ်။ဟိုပြောချင်တာကတော့လေဟိုအားလုံးကအတိတ်ကလာကြတာပဲနော်။ကျွန်တော်လည်းအများကြီးစူးစမ်းခဲ့ရတာပဲနော်။အားလုံးကအရာအားလုံးကအတိတ်ကပဲစကြတာဆိုတော့စူးစမ်းနေတဲ့ writer အတိတ်ကလေးတယောက်ကိုလည်းအဲ စေနာမေတ္တာစိတ်လေးထားပြီးတော့ချစ်ခင်ပေးပါအောင်လို့ပြောချင်ပါတယ်ကိုလောကရေကားမှလေဟိုဟိုကိုနဲ့မတိရသူမဟုတ်ဘူးကိုနဲ့ရင်းသီးရဲသူကိုချစ်ခင်ရဲသူကိုလေးစားရဲသူကပြောတာပေါ့နော်အဲအဲ့အဲ့ဒါကိုလေကျွန်တော်အဲ့လိုတက်တည်တက်ကာရနေကိုတွေ့လိုက်ရတော့ကြားလိုက်ရတာပေါ့နော်အဲစိတ်လည်းမကောင်းအများကြီးဟိုပေါ့နော် surprise ဖြစ်ပေမဲ့အဲစိတ်ထဲမှာဘာမှမရှိပါဘူး ဟိုကိုပို့ပြီးစ조사မယ်ပေါ့ကုန်နေတော့မဖူးဖွေးအတွဲကိုရိုက်တာကဟိုရိုက်ခွင့်ရတာမထိုက်တန်တာမဟုတ်ဘဲနဲ့ထိုက်တန်ချောင်းကိုတက်တည်ပြပေးဖို့အတွက်ပဲအများကြီး조사ဖို့ပဲဆုံးဖြတ်ချက်ထားရပါတယ်နောက်ကျတော့ဒါမှမထိုးချပါနဲ့ခါကော့ပေးတာပါပဲကံမီမေလိုမျိုးနော်ခါကော့ပေးတာပါမယ်ဟုတ်ဒါကကျွန်တော်အတွက်ဒါစတုထမြတ်ရွေးချယ်စကားကြီးပါပထမအဆုံးကအောင်တီဗီသားတပင်းနဲ့မြန်နေစီပေါ့နော်မကြခင်မှာဒုတိယမြောက်ကမမေ့ချူလာပါမယ်ပြီးတော့မမတ်မမုံမုံ စကားလည်းရကူးစီးပါပြီဒါကသလုံးထားမဲ့ဥစဉ်စကားဖြစ်ပါတယ်ဟုတ်ကဲ့ပါမတက်မရနဲ့ပတ်သက်ပြီးတော့ဟိုပြောရမှာတော့အရန်တော့စောသေးရပေါ့နော်ဒီနေ့ကတော့ launch လုပ်တဲ့ပွဲပေါ့ကျွန်တော်ရိုက်ကူးပစ္စည်းတဲ့အခါကြလို့ရှိရင်ညုံတင်ခါနီးကြလို့ရှိရင်ပို့ပြီးအမှတ်တရလေးပြောစရာလေးပုံများမဲ့ထင်ပါတယ်အခုကတော့ကျွန်တော်အကောင်းမွန်ဆုံးအတက်နိုင်ဆုံးကိုယ်စွမ်းညံစေရှိတဲ့လောက်စူးစမ်းမယ်ဆိုတဲ့ကတိပဲပေးချင်ပါတယ်ဟုတ်